အမမြတ်သူကတဲ့အမှုပညာမလုပ်တော့ဘူးလားဟင်တဲ့ညီမလေးသူစားရေးဒီမန့်လေးကိုအရန်ဖြည့်ပေးချင်လို့လို့အခုဖះရွှေခုပြီးတော့မှဒါပြန်လာတဲ့အချိန်မှန်တော့အိတ်တော်မှာပေါ့နော်အိတ်တော်မှာဒါပေမဲ့ခဏလေးကြည့်လိုက်တဲ့အချိန်မှာတွေ့ရတဲ့အချိန်မှာချက်ချင်းပြန်ပြီးလိုက်ပါတယ်အမှုပညာအလုပ်ကိုမလုပ်တော့ဘူးလို့ဘတ်တော့မှ အမ်ဘယ်လိုပြောမလဲမဆုံးဖြတ်ထားပါဘူးပြောရှင်တဲ့သဘောကတော့လှုပ်မှာပါလှုပ်လဲလှုပ်ပါတယ်အခုဆိုလို့ရှိရင်အမကဇလန်းတွဲပြင်ရိုက်ထားတယ်ပေါ့နော်လိုင်းလေချာပန်းရွှေချာဆွဲဇလန်းတွဲလေးအမပြင်ရိုက်ထားပါတယ်ဘာလို့လဲဆိုတော့လေလူတွေကအမကိုအိမ်အောင်ကြသွားပြီအဲပြီးတော့အခုကိုပါကိုလည်းအလိုလုပ်ငန်းလေးတစ်ခုရန်နာလုပ်ငန်းလေးလုပ်နေပြီဆိုတဲ့အခါကျတော့အကလုံးကအနှွင့်ညာလောက်ကိုမလုံလောက်တော့ဘူးလို့ထင်ကြရတယ်ပေါ့နော်အမစဉ်းစားမိတာဘာဖြစ်လို့ အဲ့လိုမျိုးတွေးကြတာလေဟိုအမားဆိုလို့ရှိရင်ကွာဒါဒီအနုပညာလုပ်လို့လားဆို15နှစ်လောက်ရှိပြီเนาะဒီ15နှစ်လောက်အတွင်းမှာချက်ချင်းအဲမြတ်တူတူဆိုပြီးတော့မှဖြစ်ခဲ့တာမဟုတ်တကယ်ကိုနေရမရနေရတွေကနေပြောလဲတည်ဥဆောင်ခဲ့ရတယ်အခွင့်အရေးတွေမရခဲ့တဲ့အချိန်တွေလည်းအများကြီးရှိတယ်အနှင်ခံခဲ့ရတဲ့အချိန်တွေလည်းရှိတယ်ပြီးတော့အလိုပေါ့ အဖီလီနီယာရိုက်ခဲ့ရတယ်စပိုတင်နေရာနေရိုက်ခဲ့ရတယ်အဲ့တော့အခုအမရဲ့နေရာလေးကဒါမာရူဇလန်တွဲရိုက်တဲ့အနေထားလေးတစ်ခုပဲရှိရပေါ့နော်အဲ့နေရာလေးကတိတိလေးပဲဒါပေမဲ့အဲ့တိတိလေးကိုရဖို့အတွက်ကိုအမကြိုးစားခဲ့ရတာ15နှစ်လောက်ဖြစ်သွားပြီအဲ့တော့ကို15နှစ်လောက်အပင်ပန်းခံပြီးကြိုးစားလာရဲရတဲ့အလုပ်တစ်ခုကိုရန်ချစ်ကိုရန်ဝါသနာပါလုံးလို့ဒီအလုပ်ကိုစလုပ်တဲ့အချိန်မှာဆိုရင်အိမ်နဲ့အတိုက်ခံဖြစ်တယ်အိမ်ကအထင်လွဲတာဖြစ်တယ် เนาะအမဆိုရင်ခဏခဏတဏ္ဍာရုံနဲ့ထုခမ်းရ အဲ့လိုမျိုးဒုံးတွေရိုက်ခံရအဲ့လိုမျိုးကနေပြီးတော့ကိုစ조사လာပြီးတော့မှအခုချိန်ဆိုလို့ရှိရင်ကို့မှာဘေးနားနေအားပေးတယ်ကို့ရဲ့အမျိုးသားလည်းရှိတယ်အဲနောက်တစ်ခုကကိုယ်တိုင်လုပ်နေတဲ့စီးပွားရေးလေးလည်းတစ်ခုရှိပြီးဆိုတဲ့အချိန်ဟာအမအတွက်အမှုပညာအလုပ်ကိုစိတ်ဖြောင်းလက်ဖြောင်းနဲ့ပို့လို့လို့အကောင်းဆုံးချိန်ဖြစ်သွားတယ်အရင်တော့ကမှဇာကားတစ်ခုရိုက်တယ်ဆိုလို့ရှိရင်တော့မှပဲမတို့ကရတာနဲ့ဒီကားရဲ့အဝတ်စားဖို့မိတ်ကပ်ဖို့တွားရဲလာတဲ့ဇေယိအဲ့ဇေယိဇက်ကားတွေနဲ့ဆိုရင်တော့မလောက်မငှားရအောင်ဖြစ်တယ်လीနော်အဲ့ဆိုအဲ့လိုမျိုးဖြစ် ဲ့အချိန်မှာတော့ရိုက်ခဲ့ပြီးတော့အခုချိန်ဆိုရင်အရင်ထက်စာလို့ရှိရင်အမကကိုပါကိုဝေစားမိတ်ကက်စီစဉ်ရမယ်သွားရလာရမယ်ဆိုရင်တော့အရင်ထက်အများကြီးဒါအမအဆင်ပြေသွားတဲ့အချိန်မှာအမအမှုပညာအလုပ်ကိုဘာမှငဲ့ဘယ်လိုပြောမလဲလိုက်ပြီးတော့ကွာဟိုတွက်ချက်ပြီးနေကြမလို့ပဲနဲ့အမလုံနိုင်တဲ့အချိန်မှာအမပို့တော်ကြိုးစားရမယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လေအခုအမပေါင်ချိန်150ကျော်ကနေပြီးတော့150ထိ160နီးနီးကနေဖြစ်နေရတယ်အခုအမပေါင်ချိန်ချလိုက်တာ118ပဲရှိရတယ်ဒါဘာလို့လဲဆိုလို့ရှိရင်အမ အမှအမှုပညာအလုပ်ကိုအရန်ချစ်တဲ့အတွက်ကြောင့်မလို့ဟိုအမှအဲပြောမယ်ဆိုလို့ရှိရင်ပြန်လှုပ်ချင်တဲ့အတွက်ကိုအမှဝေးပြန်ချတာအမှအိမ်တော်ပြုတ်လိုက်တာကြတော့အမရဲ့ ဘဝအတွက်ကိုရွေးချယ်မှုအမအစီပွားရေးလုပ်လိုက်တယ်ဆိုတာအမရဲ့တသက်လုံးစာအတွက်ဒါအမဥစားမင်းစာအတွက်အမရဲ့အတွက်ယက်တီမှုခိုင်မာတဲ့စီပွားရေးတစ်ခုလုပ်လိုက်တာပဲရှိရဲ့အတွေ့အညာလို့ဆိုတာအမတို့တသက်လုံးလုံးလို့များအသက်ကြီးလာပြီးအမတို့အမညာနေမကောင်းတော့ဘူးအမတို့ခန္ဓာကိုယ်တွေကမကောင်းတော့အချိန်မှာအမတို့ဘလောက်လှုပ်ချင်လှုပ်ချင်ကိုယ်လာငားတဲ့သူရှိအောင်မှာကိုကလည်းဟိုလုံနိုင်အောင်မှာအဲ့လိုဆိုတော့ဒီလိုအချိန်လှုပ်လို့အကောင်းဆုံးအချိန်မျိုးမှာအမက ဝါသနာပါနေပြီလုံးလို့လည်းရနေပြီဆိုတဲ့အချိန်မှာအမဘာလို့မလုံးအောင်မှာလဲပေါ့နော်ဒါအမအတွေးပေါ့နော်အင်တာဗျူးလိုက်လို့တချို့အလုံးဒီအနုပညာလုံးမလုံးတော့ဘူးဆိုတာအနုပညာအလုံး လုတ်တယ်ဆိုတာအိမ်နာပြုတ်ဖို့တော့မဟုတ်တာအိမ်နာပြုတ်လိုက်တာနဲ့ပန်းနိုင်ရပြီးသွားမှာပေါ့အိမ်နာပြုတ်တာဘွားအတွက်ရေးချေမှုတက်တက်ပဲအမအမှုပညာကိုချစ်လို့ဆက်လုံမှလုံမှတက်တက်ပဲအကူကလည်းအစိုးရတဲ့အကူနဲ့အိမ်နာမပြုတ်ခင်တည်းကအမဖာပြောထားလဲဆိုအမပြန်ရိုက်ခြင်းနဲ့အမပြန်ရိုက်မယ်ဒီလိုတွေတေးဥဆောင်ခြင်းနဲ့တေးဥမဆောင်ရရင်အစ်မပြေဘူးအဲ့လိုမျိုးတွေအမြင်နဲ့ပြောပြီးသားကြားထဲမှာလက်ဟသွားတာကြတော့ အမအမေကျမရဲ့ကိစ္စပေါ့အမမေအိယာထဲမှာလဲနေတဲ့အချိန်တကယ်ဟိုပြောမယ်ဆိုရင်အပေါ်လေးတောင်မစွန့်နိုင်တော့တဲ့အချိန်မျိုးမှာကျတော့အမအမေကိုထားပြီးတော့ဘာဘာရက်ကွေးမှမလုပ်နိုင်ဘူးအဲ့အတွက်ကြောင့်မလို့အဲ့အချိန်တော့အမလက်ဟာသွားတယ် ကြားထဲမှာအမရဲ့ကျမ်းမာရေးစာမလို့နားလိုက်ရတာပဲရှိရဒါပေမဲ့အခုမှပြန်ရိုက်ပါမယ်ရိုက်လေးရိုက်ထားပါတယ်ဆက်ပြီးတော့လည်းရိုက်မှာပါစိတ်ချပါအမစီပွားရေးလုပ်တာလုပ်တာတစ်ပိုင်းပဲအမအမှုပညာကိုဘယ်တော့မှမစွန့်လွတ်ဘူးပြန်ပြီးတော့ကြိုးစားမှာပါလို့ပြောချင်ပါတယ်ကျေးဇူးလည်းအများကြီးတင်ပါတယ်အရန်ဖြည့်ပြီးကျလို့ဖြည့်ပြီးလိုက်ပါရနော်ညီမလေးကျေးဇူးပါရှင်